လဲဝဲဒီပြည်သက်ကြီးမင်္ဂလာပါကျွန်တော်တို့ရဲ့ insight မြန်မာအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ အခုဆိုလို့ရှိရင်အရာရာဟာတိုးတက်ပြောင်းလဲဖို့စူးစမ်းနေတဲ့အချိန်ပဲဖြစ်ပါတယ်။စီးပွားရေးကဏ္ဍဟာဆိုလို့ရှိရင်လည်းအရင်ကထက်မတူပဲပြောင်းလဲလာခဲ့ပါပြီ။ဒီလိုပဲကားစီးကွက်ဟာလည်းအရင်ကထက်မတူပဲပြောင်းလဲလာခဲ့ပါပြီ။ကားမျိုးစားများစွာကလည်းမြန်မာနိုင်ငံကိုဝင်ရောက်လာနေပြီပဲဖြစ်ပါတယ်။ဒီကားမျိုးစားများစွာတွေကမှနာမည်တစ်ခုနဲ့ရပ်တည်နေတဲ့ Toyota Mingala Company ကဒီကနေ့မှာတော့ခီးသွားလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံတဲ့အထူး promotion ပွဲလေးတစ်ခုနဲ့တင်ဆက်ပေးကြပါတယ်။ဒီ promotion ပွဲကိုတော့ရန်ကုန်မြို့ရင်းအောင်လမ်းမကြီးပေါ်မှာရှိတဲ့ Toyota Mingala Car Showroom မှာကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီကဏ္ဍမှာတော့ဖိတ်ကြားထားတဲ့ဧည့်သည်တက်ရောက်ခဲ့ကြပါဗျ။ဒီကဏ္ဍမှာတိုယိုတာမော်တာအဖွဲ့ကြီးမှတာဝန်ရှိသူတူဖြစ်တဲ့ Mr. High Master Azuma ကနှုတ်ဆက်စကားပြောကြားခဲ့ပါဗျ။ There could be a good chance also for the country to be widely known by the world. ဒီနေ့ Toyota မင်္ဂလာကုမ္ပဏီကကျင်းပတဲ့ပွဲကတော့မြန်မာပြည်ရဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Hotel နဲ့ကြီးသွားလုပ်ငန်းမှာဆိုရင်နိုင်ငံခြားကြီးသွားဧည့်သည်လေးလာတဲ့နေရာမှာလူကြီး6သိန်းကြီးပါခန့်ရှိပါတယ်။ဒီလိုကြီးသွားဧည့်သည်တက်တောင့်တတသွားလာဖို့အတွက် Toyota မင်္ဂလာကုမ္ပဏီမှကြီးသွားကားတွေကို promotion ပွဲပြုလုပ်ကျင်းပခဲ့တာဖြစ်ပါတယ်။ဒီကဏ္ဍမှာ Toyota မင်္ဂလာကုမ္ပဏီမှ Managing Director Mr. Saran ကအပွင့်ပါစကားပြောကြားခဲ့ပါတယ်။ Thank you all on the guests from the tourism business. ်မြန်မာနိုင်ငံမှာ Toyota brand ကနာမည်ကြီးပါတယ်ဒီထဲမှာမှ Citroen မျိုးစားကားတွေရယ်ခီးသွွားကားတွေရယ်ဈေးကွက်မှာလိုအပ်နေတဲ့ကားတွေကို Toyota showroom ကနေရောင်းချပေးနေတယ် and also up to the uh, high s which is the kia van ပြီးခဲ့တဲ့အော်တိုဝါလာကနေစပြီးမြန်မာနိုင်ငံမှာစတင်မိတ်ဆက်ပေးခဲ့တဲ့ကားကတော့ Hilux Vivo ဖြစ်ပါတယ်။ဒီအပြင် Prado, Land Cruiser, နောက်ဆုံးပေါ်လက်ဆက်ကားကအစရောင်းချဖို့အတွက်ကျွန်တော်တို့ဈေးကွက်ရထားပါတယ်။စတင်မီဇူနီမှာကတော့ Prestige Travel ဆိုတဲ့ခေါင်းစဉ်ထဲမှာဘုံကျက်စီရှိသောခီးသွွားခြင်းဆိုတဲ့အဓိပ္ပာယ်ရတဲ့ပွဲလေးမှာ ဟိုတယ်နဲ့ခီးသွက်လုပ်ငန်းရှင်တွေကိုဖိတ်ထားပါတယ်။ presentation လုပ်တဲ့အခါမှာလည်းကျွန်တော်ကပဲကားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအသုံးဝင်ပုံတွေကိုရှင်းပြပေးသွားမှာပါ။ကြောကျင်တာကအချက်၃ချက်ရှိပါတယ်။ပထမတစ်ချက်ကတော့ကားရဲ့ကြံ့ခိုင်မှုအနေထား။ The first is technology we still believe in Toyota that we have the good technology compared with ဒုတိယကတော့ spare part ပါဘာဖြစ်ဖြစ် Toyota ကတော့ဝယ်လို့ရပါတယ် I think everyone cannot deny or say no that uh, for the part of Toyota you can find everywhere fixing very easy the third is တတိယချက်ကတော့ Toyota ကားကဟောင်းသွားပြီမဲ့ဈေးနှုန်းကတော့တိတ်ပြီးကျဆင်းမသွားဘူးဆိုတော့အားလုံးကိုသိနေကြပါတယ် people the price is still good compared with other brand အခုမြင်တွေ့ရတဲ့ကားကတော့ engine power 3.0ရှိပါတယ် အင်ဂျင်ပါဝါကောင်းတဲ့ပြင်စီစားနှုတ်သက်တာပါပဲဒီဇယ်အင်ဂျင်ပဲဖြစ်ပါတယ်အခုမြင်တွေ့ရတဲ့ကားကတော့ Hilux Revo Extra Cab မြန်မာလိုခေါ်ရင်တော့အင်ကွဲလို့ခေါ်ပါတယ်အင်ဂျင်ပါဝါ2.5ဒီဇယ်ကားမျိုးစားပဲဖြစ်ပြီး2015-2016မော်ဒယ်မျိုးစားပဲဖြစ်ပါတယ်။ဟုတ်ချိန်မှာတော့ပြည်သူတွေကြိုက်ကြတဲ့ Hilux Vivo ကိုတင်သွင်းပြီးပြီဖြစ်ပါတယ်။ ဈေးကွက်ထဲမှာလူတွေကြိုက်ကြသလိုနောက်ပိုင်းလဲအဆင့်မြင့်တဲ့ကားတွေတင်သွင်းသွားဖို့ရည်ရွယ်ထားပါတယ် So we still believe that that will be the first choice of the customer who love the pickup at this moment ဒီနေ့ပွဲမှာကားတွေကိုဈေးနှုန်းလျှော့ပြီးရောင်းချပေးဖို့ရှိပါတယ် Special price for some လူတွေအတွက်စိတ်ဝင်စားမယ့်ကားတွေလည်းရောင်းချပေးဖို့ရှိပါတယ် Disclose letter such as lucky draw တွေလုပ်ပေးဖို့ရှိတယ် lucky draw Okay that 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 can be fun for our customer. နောက်ဆုံးပြောချင်တာကတော့ကျွန်တော်တို့ရဲ့ customer အားလုံးကို Toyota မင်္ဂလာကရှေ့ဆက်ပြီးဝန်ဆောင်မှုတွေပေးသွားမှာပါ Toyota Toyota မင်္ဂလာ for the year 2015 and surely we looking forward to service everyone further and another thing is in case တို့ရဲ့စောင့်ပုတ်လေးဖြစ်တဲ့ our mind is customer always be the center and customer is always be our partner ဆိုတဲ့အတိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ် in our mind is customer always be the center and customer is always be our partner ဒီနေ့ခဏမှာတော့တက်ရောက်လာတဲ့ဧည့်သည်တော်တွေအတွက် cancer mary လဲဖောက်ပေးခဲ့ပါတယ်ဒီခဏမှာတော့ sales marketing manager mr water plumbing က promotion ပွဲအကြောင်းကိုရှင်းလင်းတင်ပြခဲ့ပါတယ်မြန်မာမားကတ်တင်းအဆိုဆီယေးရှင်းရဲ့ ကျွန်တော်တို့အနေနဲ့ဒီစားပြေးပန်းရတော့เนาะဒီကျွန်တော်တို့ဒီရောင်းချပေးတဲ့ကားတွေပေါ်မှာကျွန်တော်တို့ကဒီ သူ့ရဲ့ဒီ showroom ကရောင်းချပြီးတဲ့3 years warranty ရှိတယ်ဒီပုံမှာနောက် promotion တွေရှိတယ်ကျွန်တော်တို့ကဒီသူတို့ရောင်းချပြီးတဲ့ပုံမှာလိုက်ပြီးကျွန်တော် promotion တွေကို customer တွေအကုန်လုတ်ပြီးပါတယ်နောက်ပြီးတော့ customer တွေကိုကျွန်တော်တို့က feedback ပေါ့နော် customer feedback ကျွန်တော်တို့အနေနဲ့ဒီကားရောင်းချပြီးတဲ့အခါမှာ 1k ကီလို1000ဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီတစ်လအတွင်းမှာကျွန်တော်တို့ကကားရဲ့ကြံ့ခိုင်မှု free check in ပြန်စစ်ပေးပါတယ်ကားရောင်းပြီးတဲ့ကားအစ်တွေကိုကျွန်တော်ကြံ့ခိုင်မှုစစ်ဆေးပေးပါတယ်ကျွန်တော်အလကား free ပေါ့နော်နောက်တစ်ခါကျွန်တော်တို့ကီလို9000 3လပြည့်သွားတဲ့အခါမှာလည်းကျွန်တော်တို့က customer ကို recall ခေါ်ပေးပါတယ် customer တွေ ကယ်လို့လုတ်ဖို့မေ့နေခဲ့တယ်ဆိုရင်လည်းကျွန်တော်တို့အနေနဲ့ record ခေါ်ပေးပါတယ်။၃လပြည့်တာနဲ့ customer တွေကိုကျွန်တော်တို့ဒီ engine wire လဲစားပေးပေါ့နော်။ကျွန်တော်တို့ဒီ၃လတိုင်း၃လတိုင်းကိုကျွန်တော်တို့က record customer တွေကိုအကုန်ခေါ်ပေးပါတယ်။နောက်ပြီးတော့ဒီကျွန်တော်တို့ရောင်းချပြီးတဲ့ကားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘက်က spare part တွေလည်းအကုန်လုံးအပြည့်စုံပံ့ပိုးပေးပါတယ်။အကျွန်တော်တို့ဒီ service center မှာတော့ Toyota ကားနဲ့ပတ်သက်လို့ကတော့ car use ကားတွေကိုကျွန်တော်တို့ဒီ showroom ကရောင်းထားတဲ့ကားတွေကိုကျွန်တော်တို့အကုန်လုံးစားပစ်ပေးပါတယ်။ကားအမျိုးအစားမခွဲပါဘူး။တို့တာကားမှန်တယ်များအကုန်လုံးကျွန်တော်တို့ပြင်ပေးပါတယ်ခင်ဗျာဒီ warranty ပေးတာကျွန်တော်တို့ showroom ကရောင်းတဲ့ကားအမျိုးအစားပေါ်မှာပေါ့ မူတည်ပြီးတော့ warranty ရပေးရတာပါအဲကားမျိုးစားပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ဒီအခုလုပ်ငန်းသုံးကားတွေဆိုရင်3နှစ် high ace တို့ highlight တို့ဆိုတာမျိုးဆိုရင်ကျွန်တော်တို့3နှစ် warranty ပေးပါတယ်အဲကျွန်တော်အနေနဲ့ service ပိုင်းတွေဘယ်လိုပံ့ပိုးပေးရမလဲဆိုတော့ကျွန်တော်ဒီရောင်းထားတဲ့ကားတွေကိုကျွန်တော်တို့ကဒီ customer အသစ်တွေရောကျွန်တော်လာမဲ့ new customer တွေရောကျွန်တော်တို့ service အနေနဲ့ free check up ပေါ့နော်ကျွန်တော်တို့ကားတွေကို total ကားရဲ့ဘယ်ကားမှန်တယ်များကျွန်တော်တို့ total service center ကိုရောက်လာရင်ကျွန်တော်တို့အခမဲ့ ်ကျင်စစ်ဆေးပေးပါတယ်အချက်ဆက်ချက်နဲ့ engine မိုင်းအောက်ပိုင်းကျွန်တော်တို့ကားရဲ့ wiring မိုင်းအကုန်လုံးကိုကျွန်တော်တို့ free check up အနေနဲ့စစ်ဆေးပေးပါတယ်ကျွန်တော်တို့ကားတွေကို promotion အနေနဲ့ဟုတ်ကဲ့ပါ Toyota ကတော့ကျွန်တော် authority center Toyota မြန်မာပြည်မှာနှစ်ခုရှိပါတယ်ကျွန်တော်တို့ကဒုတိယမြောက်ဒီလာရတာပါကျွန်တော်ပထမ company ကတော့ TTS Toyota Tushu and Ansan Company Limited ဖြစ်ပါတယ်ကျွန်တော်တို့ကဒုတိယမြောက်တရားဝင်ဒီလာရတဲ့ Toyota မင်္ဂလာ company ဖြစ်ပါတယ်မြန်မာနိုင်ငံမှာ Toyota ဒီလာရတာ company နှစ်ခုပဲရှိပါသေးတယ်ကျွန်တော်တို့ဒီ Toyota ကားနဲ့ပတ်သက်လို့ပေါ့နော်ကျွန်တော် service center ကိုလာရင်ကျွန်တော် service center မှာကျွန်တော် Toyota အသိ အမှတ်ပြုနော် certificate ရတဲ့ကျွန်တော်တို့ mechanic တွေရှိပါတယ်ကျွန်တော်တို့ service advisor ဆိုလဲ Toyota အတိအမှတ်ပြုလက်မှတ်ရထားတဲ့ SC တွေလည်းရှိပါတယ်ကျွန်တော်တို့ကားတွေကို diagnostic ပိုင်း engine အောက်ပိုင်းတွေကိုဒီ customer တွေယုံကြည်စိတ်ချစွာသုံးစွဲနိုင်မှုတကူကျွန်တော်တို့တေးချစွာစီစစ်ပေးနေပါတယ်လို့ကျွန်တော်တို့ service center ကိုလည်းတစ်ခေါက်လောက်လာပေးပါလို့ကျွန်တော်ဖိတ်ခေါ်ပါတယ်လို့ customer တွေအားလုံးဒီနေ့ Toyota မင်္ဂလာကုမ္ပဏီကအခုလိုကျင်းပတာဟာဝယ်ယူသူတွေအတွက်နံပါတ်1ပဲဖြစ်ပါတယ် customer စိတ်ကျေနပ်ဖို့အနာဂတ်မှာ business တွေကောင်းမွန်လာဖို့ရည်ရွယ်ကျင်းပခဲ့တာပဲဖြစ်ပါတယ်။ HBR ဘန်နဲ့ချိတ်ဆက်ပြီးအငှားဝယ်ယူတဲ့စနစ်ဖြစ်ပါတယ်။အငှားဝယ်ယူရမှာတစ်နှစ်ကနေ၅နှစ်အထိရနိုင်ပါတယ်။ Down payment အနေနဲ့90ရာခိုင်နှုန်းနဲ့30ရာခိုင်နှုန်းနှစ်မျိုးရှိပါတယ်။ Down payment 90ရာခိုင်နှုန်းမှာ customer အနေနဲ့မိမိလုပ်ကိုင်လျက်ရှိတဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့ service surrender နဲ့ make to ကိုဘဏ်ကိုတင်ပြပြီးဘဏ်ကလက်ခံလို့ရှိရင် HBR စနစ်နဲ့ဝယ်ယူနိုင်ပြီပဲဖြစ်ပါတယ်။ ဒေါင်းပေမဲ့30ရာခိုင်နှုန်းမှာကတ်စတမာအနေနဲ့မိမိဝယ်ယူမဲ့ကားတန်ဖိုးနဲ့ညီများတဲ့ပိုင်ဆိုင်မှုအထောက်အထားမူရင်းတွေဘဏ်ကိုဝယ်တဲ့ကားတန်ဖိုးကြည့်တဲ့အထိပေးရမှာပဲဖြစ်ပါတယ်။ဘဏ်ဒုနှုန်းတစ်နှစ်ကို73ရာခိုင်နှုန်းဘဏ်ကိုပေးဆောင်ရမဲ့ဝန်ဆောင်ကတစ်နှစ်ကို1ရာခိုင်နှုန်းနှစ်နှစ်ကို2ရာခိုင်နှုန်း၃နှစ်ကနေ9နှစ်ဆိုရင်3ရာခိုင်နှုန်းအာမခံကြေးတစ်နှစ်ကို1.2ရာခိုင်နှုန်း အာမခံကျင်းတစ်နှစ်ကို3.2ရာဂိုင်နှုန်းကတော့ကြောင်းလဲမှုရှိပြီး POG 3.1ရာဂိုင်နှုန်းကတော့ကားတံပိုးပေါ်မှုကြည့်လို့သိရပါတယ်။ကာစတမာတွေကကုမ္ပဏီအနေနဲ့ဝယ်ယူမယ်ဆိုရင်အနည်းဆုံး5စီးအထိဝယ်ယူနိုင်ပါတယ်။ပါစနယ်အနေနဲ့ဝယ်ယူမယ်ဆိုရင်အများဆုံး2စီးအထိဝယ်ယူနိုင်ပါတယ်။ down payment 50ရာဂိုင်နှုန်းမှာကာစတမာအနေနဲ့မိမိလောက်ကန်လျက်ရှိတဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့စာရွက်စာတမ်းမိတူကိုဘဏ်ကိုတင်ပြပြီးဘဏ်ကလက်ခံရင် HP စနစ်နဲ့ဝယ်ယူနိုင်ပြီပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ကားနဲ့ပတ်သက်ပြီးလေ့လာခြင်းတွေကားကြောင်းကိုစိတ်ဝင်စားသူတွေအတွက် Toyota Mingala Company ရဲ့လုပ်ငန်းရှင်များနဲ့တွေ့ဆုံတဲ့ promotion ပွဲလေးကြောင်းကိုတင်ဆက်ပေးခဲ့ပြီးပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အကြောင်းအရာခန္ဓာစုံစမ်းစာစီစဉ်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ insight မြန်မာစီစဉ်ကိုစောင့်မျှော်ကြည့်ရှုအားပေးပါအောင်လို့ပြောကြားနေတယ်ပဲဒီခန္ဓာစီစဉ်ကနေနှုတ်ဆက်လိုက်ပါခင်ဗျာ။